င်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel နေပြီးတော့ပြန်လည်ကြိုဆိုပါအဲ့ဒီနေ့ဒီဗီဒီယိုမှာတော့ Unit 2 Key to Happiness သင်ခန်းစာရဲ့ Buffy Words စကားလုံးတွေကိုလေ့လာခန်းစားကြည့်မှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုဆက်လက်ရအောင် Number 1 and stressful to our adjective and strap ကို full pound ထားတယ် strap ကကြတော့နောက်လဲရတယ် buff လဲရတယ်အဲ့တော့ strap full ဆိုတာ adjective အဲသူ့ရဲ့အတိတ်ပဲဟာ feet အားများတော့ဆိုတဲ့အတိတ်ပဲကိုရတယ်စိုးရိမ်မှုတွေတောကတွေပူပင်ကြောင်းကြားမှုတွေအဲ့လိုမျိုးတွေဖြစ်လာပြီးအဲဆိုလို့ရှိရင် strap full ဖြစ်တယ်လို့ပြောရပေါ့နော်အဲ့တော့စိုးရိမ်မှုတွေတောကတွေပူပင်ကြောင်းကြားမှုတွေ များလာတယ်ဖြစ်လာတယ်ဆိုရင် stressful attitude အနေနဲ့သုံးတယ်ဥပမာအဖြစ် moving to a new city can be very stressful especially when you don't know anyone there အဲမြို့တစ်မြို့ကိုပြောင်းသွားခြင်းအားဖြင့် can be very stressful ပူပင်မှုတွေစိုးရိမ်မှုတွေဖြစ်ပေါ်စေနိုင်တယ်အထူးသဖြင့်အဲ when you, when you don't know anyone there အဲ့ဒီ မြို့မှာပြောင်းသွားတဲ့မြို့မှာရှိရဲ့ဘု து ကူမှာမတိဘူးမတိရဲ့အခါမှာစေမျိုးတာချင်းနေတငယ်ချင်းမိတ်ဆွေမရှိတဲ့အခါမှာဒီလိုမျိုးစုရင်တော့ကစုရင်တော့ကတွေပူပင်ကြောင်းချမှုကြီးဖြစ်ပေါ်စေနိုင်ပါတယ်ကဲအိဇမေ2ကဆိုတော့ exam are one of the most stressful times for student exam နော်ဆောင်ဝဲပြည်ဆိုတဲ့အချိန်ခါတွေရတဲ့ကျောင်းသားတွေအတွက်ဖြစ်ရ အများဆုံးဖြစ်ပေါ်တဲ့အခြေအနေတွေရောတစ်ခုဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ဒါအာဆရဖူးကိုအဥပမာနဲ့ရှင်းပြခဲ့တာဖြစ်ပါတယ်ဒါဆိုနောက်ထပ်သကလုံးတစ်ခုကိုဆက်သွားပါမယ်နောက်တစ်ခုကနံပါတ်2ကတော့ passionate သူက ede ဆုံးနဲ့ adjective က passion ရောလာတာပါအဲ passion ကို ede ပေါင်းထားတယ်ပေါ့နော်အဲ passionate adjective သူ့ရဲ့အဓိပ္ပာယ်ကစိတ်ဓာတ်ပြင်းပြသော ရစိတ်တဲ့ပြင်းပြတော့ဆိုရဲနေရာမှာ အချစ်အတွက်လည်းတွန်းလို့ရတယ်အာချစ်ချင်းမြတ်တာတရားတွေလုံးဝကိုမှ ပြင်းပြနေတယ်ရင်မက်ကြီးတယ်ပေါ့နော်ချစ်စောတွေတက်နေတယ်ဆိုလဲ passion တွေကိုတွန်းလို့ရတယ်နောက်တစ်ခုကသူနဲ့ဆက်ညက်ပဲအမုံအမုံတရားတွေစိတ်ထဲမှာတားရကိုမှမြားနေတယ်ဆိုရင် passion တွေကိုတွန်းလို့ရတယ်နောက်တစ်ခုကစိတ်လှရှားမှုတွေပေါ့နော်စိတ်လှရှားမှုတွေဒေါသတွေစိတ်ထက်သန်မှုတွေ စိတ်ထဲမှာလုံးဝကိုမှအများကြီးဖြစ်နေရဆိုလို့ရှိရင် passionate ဆိုတဲ့ adjective ကိုသုံးလို့ရပါတယ်ဥပမာ her passionate speech moved the audience to tears သူရဲ့တဲ့စိတ်အားထက်သန်တဲ့အာစကားလုံးတွေစကားလုံးတွေကတဲ့စကားတွေရတဲ့ပရိသတ်တွေကိုအငိုသွားစီတယ်ဟုတ် example 2ကိုစက်ကြည့်အောင် she is passionate about music သူမကအဲဂီတနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဂီတဂီတအပေါ်မှာစိတ်တက်ပြင်ရစိတ်တက်ပြင်နေပေါ့နော်ဂီတနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဂီတကိုတော်တော်လေးဥမာယူသွတ်တယ်ပေါ့ and ပြီးတော့ practice the guitar every day နေ့စဉ်နေ့စဉ် guitar တီးလေ့ကျင့်နေတဲ့ဒါဆိုလို့ရှိရင် passion တွေကိုနားလည်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်တစ်ခုဆက်သွားပါမယ် နောက်တစ်ခုက opportunities ကဒါဆိုတော့ IS ပေါင်းထားတယ် plural noun မှာသူ့ရဲ့ single noun က wine ဆုံးပါတယ်အဓိပ္ပာယ်ကတော့ဒါသိပါတယ်အခွင့်အလမ်းအခွင့်အရေးတစ်ခုခုကိုလုပ်ဖို့အတွက်အခွင့်အလမ်းအခွင့်အရေးရှိရဆိုရင် opportunities ကိုသုံးပါတယ်သူကတော့ noun မှာဥပမာအဖြစ် the striker missed a golden opportunity to score a goal အဲတိုက်စစ်မှုတစ်ယောက်ကအဲတိုက်စစ်မှုကအဲ အဲ to score a goal ကိုရဖို့ကိုသွင်းဖို့အတွက် a golden opportunity လုံးဝကိုမှရတော့ရခဲ့အခွင့်အရေးတကယ်အခွင့်အရေးကို miss လွဲလျှော်သွားခဲ့တယ်။ Now example 2 an anchor injury ဒီရှစ်တလုံးတန်ရပါတော့။ man အာရခဲ့ရဆိုတာကား she miss opportunity to run in the qualifying heat ဒီအစမ်းပြိုင်ပွဲမှာပြိုင်ဖို့ဝင်ပြိုင်ဖို့အတွက်အခွင့်အခွင့်အရေးသူမှလွှဲလျှော်သွားခဲ့ပါတယ်။ကြည့်တယ်ဆိုလို့ရှင်အဲနောက်ထပ်ဥပမာတစ်ခုဆက်ကြည့်ပါမယ်။စမ္ပတိအဲ့စမ္ပတိရတဲ့နောက်မှာအတိပ္ပယကရုဏာတဏှာညာတာခြင်းဆိုတဲ့အတိပ္ပယကိုရပါတယ်။အဲတစုံတစ်ယောက်ကအဲတစုံတစ်ယောက်ကအခက်အခဲတွေပြဿနာတွေ မပြေလည်မှုတွေကြုံတွေ့နေရတဲ့အခါမှာအာဘေးကမြင်ပြီးကိုကမြင်ပြီးတော့အဲ့လိုဖြစ်နေတဲ့လူတယောက်ကိုမြင်လိုက်တဲ့အခါမှာတနာစိတ်တွေဖြစ်ပေါ်လာတယ်ဂယုဏတရားတွေဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့ဒီဂယုဏတရားတွေတနာညာတာခြင်းကိုစံပတိလို့ခေါ်ပါတယ်သူမြောက်ကိုကြည်ပြီးတော့အာဒုက္ခတွေရောက်နေတဲ့လူကိုကြည်ပြီးတော့အဲကိုယ့်ရဲ့စိတ်ထဲမှာစံပတိဖြစ်လာမှာပေါ့နော် example 1 she show no sympathy when i told her i was in trouble ငါဒုက္ခရောက်တယ်လို့ဒုက္ခရောက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသူ့ကိုသူမကိုပြောပြတဲ့အခါမှာသူမကအဲတဏှာညတ်တခြင်းလုံးဝတစ်ဆက်ကလေးကိုမှမပြခဲ့ဘူးဒါတော့ဒီ no နဲ့ညင်တာတယ်ဗောနော် okay example 2 the president has sent a message or sympathy to the religious or the dead soldier ဒီသမတကားတဲ့တည်ဆုံးသွားတဲ့စစ်သားတွေရဲ့ ွေမျိုးတွေစီကိုအမတ်စရာစံပတိအမ်ကရုဏာတဝင်းနဲ့တနာညတ်တဲ့မက်ဆေ့မက်ဆေ့ကြီးအချောင်းကြားစာတွေဟက်ဆက်ပို့ခဲ့ပါတယ်ကျွန်တော်ကိုစကြည့်ပါမယ် contentment ဒါရော men ပေါင်းထားပါတယ် noun ပါ content ကို men ပေါင်းထားတယ်အဲ့တော့ condemn ကလာတယ် ဝိသပ္ပစီထဲမှာလည်းရှင်းပြခဲ့တယ်ခန္ဓာငယ်ဘက်လဲရတယ်နောင်လဲရတယ်အတိတ်ဘယ်ရောက်ဂျင်းနဲ့ရောင်ရဲတင်းတိမ်မှုတခုကိုအဲဂျင်းနဲ့တယ်ရောင်ရဲတယ်တင်းတိမ်လိုက်တယ်ဆိုလို့ရှိရင်စိတ်ဂျင်းနဲ့တယ်ဆိုအတိတ်ဘယ်လဲရတယ်အဲစိတ်ထဲမှာတခုကိုတင်းတိမ်နေအတွက်ကြောင့်ရောင်ရဲတဲ့အတွက်ကြောင့်အဲပျော်ရွှင်မှုကိုရတယ်လို့အတိတ်ဘယ်လဲရတယ်ပေါ့နော်အဲပျော်ရွှင်မှုအဲပျော်ရွှင်မှုနဲ့သူကဆက်ဆက်နေတယ်ပေါ့နော် အဲ condemnation ရှိလို့ရှိရင်ဒါပျော်ရွှင်မှုရတယ်ပေါ့ Okay example 1 His simple life in the countryside brought him a deep sense of contentment သူရဲ့ဒီ countryside ဒီကျေးလေတာပေါ့နော်ကျေးလေတာမှာသူရဲ့ရူးရှင်းတဲ့ဘဝက a deep sense of contentment တကယ်ကိုမှကျင်းနဲ့ပျော်ရွှင်ရတဲ့အဲရောင်ရဲတင့်တယ်မှုကို အဲသူသူစီကိုယူလာပေးခဲ့တယ်ဖြစ်စီတယ်ပေါ့ကဲအိဇမဲ2 offer yours or chasing sisat အမေမူရရဲ့နောက်ကိုတဲ့ညပေါင်းများစွာကြအောင်လိုက်ခဲ့ပြီးတဲ့နောက်အမေမူရရဲ့နောက်လိုက်ခဲ့ပြီးတဲ့အဲနောက်ပိုင်းမှာတဲ့ she finally found contentment in a simple life သူမကတဲ့ in a simple life တကယ်ကိုရိုးရှင်းတဲ့ဘဝလေးမှာပဲရိုးရှင်းတဲ့ဘဝလေးက contentment တင်းတင်းရောင်ရဲမှုဖြစ်တယ်ဆိုတာကိုနောက်ဆုံးမှာတော့တွေ့ခဲ့ပါတယ်။ဟုတ်ပါပြီ။ဒါဆိုရင်နောက်တစ်တလုံးကိုဆက်သွားပါမယ်။ encounter သူရဲ့ bad ပါအတိတ်ပြာတွေ့ကြုံသည်အဲဘာတွေတွေ့ရမလဲဆိုတော့အသည့်အစမ်းတွေတွေ့မှာအာအခက်ခဲတွေတွေ့မယ်ပြဿနာတွေတွေ့အများသောအဖြစ်ပြဿနာတွေပေါ့နော်ပြဿနာတွေအသည့်အစမ်းတွေအစမ်းတကြေတွေအဲဒုက္ခတွေဒါတွေကိုတွေ့ကြုံမှာပါ encounter ဆိုရက် buff က ပြီးနောက်တစ်ခုကမမျော်လင့်ပဲနဲ့ယုတ်တည်းရဲ့တွေ့ရဆိုရင်လဲ encounter ဆိုတဲ့ path ကိုတုံလို့ရပါတယ်ဥပမာ i encounter many problems when i first started this job ဒီအလုပ်ကိုစလုပ်ခဲ့တဲ့အချိန်ကလေးအချိန်တုန်းကစတနာတွေအများကြီးတွေ့ခဲ့ပါတယ် example 2 on their way အင်ဂျင်နီယာလမ်းမှာတဲ့ the encounter a woman selling flower and ပန်းရောက်နေတဲ့မိမကြီးတယောက်ကိုသူတို့တွေ့ခဲ့တယ်။ဒါတော့ဒူလီအတိတ်ပဲပေါ့နော်။မမျော်လင့်မဲ့နဲ့ဆုံတွေ့တာ။ Guitar Solution Encounter ဆိုတဲ့ Bev ကိုဘယ်လိုသုံးရမလဲဆိုတာသိပါပြီ။ဒါဆိုရင်နောက်တစ်ခုကိုဆက်သွားပါမယ်။ Downheaded သူက Bev 3 adjective ပါ။အဲ့ down down ဆိုတဲ့ prefer ပေါင်းထားတယ်ပေါ့နော်။ဒါကြောင့်သူက negative sample ကိုသွားမယ်။အတိတ်ပဲကစိတ်ပြအားငယ်တော့ညှို့ငယ်တော့ဘယ်လိုမျိုးသုံးမလဲဆိုတော့ ကော်တခုကိုမျောလင်းတကြီးနဲ့မျောလင်းချက်တွေနဲ့ကြိုးစားတယ်ဒါပေမဲ့မအောင်မြင်ဘူးကြာရှုံးသွားတယ်အဲ့လိုအချိန်ကမျိုးမှာစိတ်ပြက်လာမယ်ညှိုးငယ်လာမယ်ဆိုတော့အဲ့ဒီအချိန်ကမျိုးမှာ downhand dip ဆိုတဲ့ breath ကိုသုံးပါမယ်ဝမ်းမ shifter downhand it after feeling her fine asian somewhere နောက်ဆက်မှုဝဲကြာပြီးတဲ့နောက်သူမှစိတ်ပြက်သွားတယ်အဲ့ ီဒီဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူမှစာတီစူးစမ်းတယ်စာကြက်တယ်ဆာမွေအောင်မယ်လို့သူကသူအဲယုံထားတယ်ပေါ့နော်ဒါပေမဲ့မတိမဲ့ပဲနဲ့ဆာမွေကြာသွားတယ်ဒါကြောင့်မလို့ down head ဖြစ်သွားတယ်ပေါ့နော်ကဲ example 2 he try to stay positive သူအကောင်းမြင်ရရာတိုင်းအောင်အကောင်းမြင်မယ်လို့စူးစမ်းပြီးနေခဲ့တယ်ပေါ့နော် bad တိုးတော်လည်းပဲ the bad news left in doubt headed တကယ်ကိုသတင်းဆိုကြည့်အောင်သူ့ကိုစိတ်ပြန်ညှိနေစီတယ် အဲကောင်းတာတွေကိုရည်မှန်းထားတယ်တိုးတော်လည်းအစိုးရကြုံလာတဲ့အခါမှာစိတ်ပြတ်တဲ့အခါဒီ downhill dips ရဲ့ bab 3အကြည့်တွေကိုသုံးပါမယ်။ဒါဆိုနောက်ထပ်နောက်ဆုံးတစ်လုံးကို ကြည့်အောင်နော်။ mindfulness အဲ့ဒါရ ness bound တာရယ် selfishness bound တာရယ်နောက်မှာအ mindful ကလာတယ်ပေါ့နော်။ဒီပေကသတိပဋ္ဌာန်တရားအထုတ်တာပါ။ဒါတော့မြန်မာလူမျိုးတွေနဲ့ရင်းနေပြီးသားဖြစ်တယ်။ လက်ရှိမှာဖြစ်ပေါ်နေတဲ့ and present ပေါ့เนาะ present time မှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုတတိလေးထားပြီးတော့စဉ်းကျင်သုံးသပ်တာပါဥပမာ mindfulness can be used to alleviate feeling of anxiety and depression ဒီစိုးရိမ်မှုတွေစိတ်တက်ကြောင်းတွေကိုတတ်တာစီဖို့အတွက်တတိပဋ္ဌာန်တရားထုတ်ခြင်းကိုသုံးပြုနိုင်ပါတယ် okay example 2 are practicing mindfulness every morning အဲမနက်ခင်းတိုင်းနဲ့ဒီတတိပဌံတရားအထုတ်ခြင်းဟာ help me start the day with clarity and calm ပျော်ရွှင်မှုတွေအေးချမ်းမှုတွေကိုအေးချမ်းမှုတွေနဲ့စတင်ဖို့အတွက် စတင်ဖို့အတွက်ကျွန်တော်ကိုကူညီပေးပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီ both work ရှလုံးရဲ့အတုံးမျိုးပုံလေးကိုနားလည်သွားမယ်လို့ညွှန်လင်းပါတယ်ကြည့်ဒါဆိုလို့ရှိရင်ဒီမှာ exercise ပေးထားပါတယ် exercise က၅ကြောင်းဖြစ်ပါတယ် or 5 sentence ဖြစ်ပါတယ်ဆိုတော့ရှေ့မှာ buffet web ရှိခုရှိတယ်အဲ့ဒီရှိခုတွေကအာစကလုံး၅ခုအတိမှဖြည့်ရမှာဖြစ်ပါတယ်ဆိုတော့အာမိကုန်ပတ်ပြီးတော့ဖြည့်ကြည့်ပါ comment မှာအဖြေရေးခဲ့လို့ရပါတယ်အမမမအ comment မှာအာရေးခဲ့လို့ရပါတယ်ကတက်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲနားလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်